မိုးတိုင်းပါဇက်တရန်တက်တဲ့ပွဲစားကိုဖြိုးဝေကိုရဝေအခွဲကျုပ်ရဲ့လူကြီးတွေရှိမှရှင်းမယ်ဆိုပြီးတတိပေးလာခဲ့တဲ့တန့်စင်ရဲ့အဖေပရိသတ်များအားလုံးပဲမိင်္ဂလာပါဗျာကြော်ကြား MMA Sport Channel ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ကိုဖြိုးဝေနဲ့တန့်စင်တို့နေရာကိုလက်တွဲဖြုတ်ခဲ့ကြပြီးအဲ့လိုလက်တွဲဖြုတ်ပြလိုက်တဲ့အဓိကအကြောင်းရင်းဟာတန့်စင်တို့ကြောင့်ပဲဖြစ်ကြောင်းကိုဖြိုးဝေကသူ့ရဲ့ social media အကောင့်ကနေ post တင်ခဲ့ပေါ်ပါရင်မင်းတို့ကမွေးမြနာကိုပဲကြည့်ပြီးငားနဲ့လက်တွဲဖြုတ်သွားခဲ့တာတော့ညီလေးဆိုပြီးတော့ကိုဖြိုးဝေကအားကြီးနဲ့ပြောထားခဲ့တာပါ ဒီလောက်နဲ့အားမရသေးပါဘူးမပြောချင်မင်းမဲ့လည်းပြောအောင်ပဲစာချုပ်ရလို့လက်တွဲဖြုတ်သွားခဲ့တာဆိုပြီးတော့လေကိုဖြိုးဝေကအဆိုပါပို့စီရဲ့ကွန်မန့်ကနေထပ်ပြီးရေးသားခဲ့ပါသေးတယ်။တန်းစင်ကတော့ကိုဖြိုးဝေရဲ့စကားတွေအပေါ်ဘလို့တုတ်ပြန်မှုမျိုးမှမလုပ်ခဲ့ပဲဒီအတိုင်းနှုတ်ဆက်ပြီးတော့ပဲနေခဲ့ပါတယ်။စိတ်စိတ်နေချင်းတည်တာဝန်ခံချင်းဆိုတဲ့စကားရှိတာကြောင့်ကိုဖြိုးဝေပြောတာဟုတ်များဟုတ်နေသလားဆိုပြီးတော့မှပရိသတ်တွေကထင်ခဲ့ကြပါသေးတယ်။တန်းစင်တို့ညီကိုဆိုတာကလည်းတခဲလို့နဲ့ပွဲတော့ကသာမီဒီယာရဲ့ရှေ့မှာမကြာခဏထွက်ပြောတက်ကြတာပါ။ ဒီလိုမီဒီယာတွေရှေ့မှာမကြာခဏတွေ့ရတာနဲ့ပတ်သက်လို့ပရိသတ်တွေကဝေဖန်မှုတွေပြုလုပ်ခဲ့ကြတာကြောင့်တန်းစင်တို့ညီအကိုလည်းနောက်ပိုင်းမှာမီဒီယာတွေရှေ့သိမ့်မထွက်ကြတော့ပါဘူးတန်းစင်ကတော့သူ့အနေနဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကိုဘလို့ပဲပုံပြင်းပြင်းထန်ထန်လုံးဆောင်နေကြောင်းဗီဒီယိုဖိုင်အတိုလေးတွေနဲ့တကွာပရိသတ်တွေကိုချားပြတက်လိရှိပြီးထုံးနေဖို့ကတော့သူ့စိတ်ထဲမှာအဆင်မပြေဘူးလို့ခံစားနေရတာတွေကိုမီဒီယာတွေရှေ့မှာရန်ဖန်ရန်ခံဖွင့်ချတက်လိရှိပါတယ်တန်းစင်တို့ညီကိုဘက်ကဒီလောက်ပါပဲတခြားဘာအကြောင်းမှထုံမပြောထုံမပြတတ်ကြပါဘူး။ဒါကြောင့်ကိုပြိုးဝေပြောခဲ့တဲ့စကားတွေပေါ်တန်းစင်ဘက်ကဘလို့တုတ်ပြန်မှုမျိုးမှမရှိခဲ့ပဲ ပြည်ထက်တွေကလည်းဘသူကတော့မှားတယ်ဘသူကတော့မှန်တယ်ဆိုတာကိုအတိအကျဝေခွဲလို့မရနိုင်ခဲ့ကြပါဘူးတချို့ကလည်းတန်းစင်ရဲ့လူကမှန်တယ်လို့ပြောကြပါတယ်ကော်ပြောဝေနဲ့တန်းစင်တို့ရဲ့အကြောင်းလက်တွဲခဲ့တဲ့ကိစ္စမှာစာချုပ်စာရန်ဘာမှခက်ခဲမှမှတခုမှမရှိပါဘူးဒါကြောင့်တန်းစင်နေနဲ့ကော်ပြောဝေကိုမနစ်သက်တော့ဘူးဆိုရင်အချိန်မီလက်တွဲဖြုတ်နိုင်တဲ့အနေထားမှာရှိပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းလောက်တုန်းကတော့သူတင်ထားတဲ့ post ကိုကော်ပြောဝေဘက်ကပြန်လည်ဖြုတ်ချခဲ့ပြီးသူ့ရဲ့စကားတွေနဲ့ပတ်သက်လို့ဆန့်ွယ်စင်ပွားပြီးတော့ post တင်ထားခဲ့ကြတဲ့သူတွေကိုလည်းဖျက်ပေးကြပါ ညီလေးတန်းစင်ပွဲရနေပြီညီလေးတန်းစင်နေနဲ့ပွဲအပေါ်မှာသာအပြေဝအာယုံဆိုင်နိုင်ပါစေဆိုပြီးကိုပြောဝေကချက်မှန်ပြီးတော့ post တင်လာခဲ့ပြန်ပါတယ်အခုပဲခရမ်းဒီအခုပဲဘူးဒီလုံးနေတဲ့ကိုပြောဝေရဲ့ကိစ္စကပရိသတ်တွေအနေနဲ့ဝေဖန်ခြင်းစရာဖြစ်ခဲ့ရပါတယ်ဒီလိုကိစ္စမျိုးဆိုတော့နှစ်ဦးနှစ်ဖက်မျက်နှာချင်းဆိုင်ပြီးတော့ရှင်းရမယ့်ကိစ္စဖြစ်ပါတယ်အခုလို social media ထက်ကနေရှောင်ပြောနေတာမျိုးကမလုံတဲ့နေရာပဲဖြစ်ပါတယ်ကိုပြောဝေတို့လိုဒီအလုံးနဲ့ပဲဘဝရည်တည်မှုပြုလုပ်နေကြတဲ့သူတွေအနေနဲ့စီးဆောက်တင်ပါတယ်ကိုယ့်ရဲ့ပုဂ္ဂလိကစိတ်ခံစားချက်တွေကို public ချပြတာမျိုးတွေမလုံတဲ့ပါဘူးကိုပြောဝေက စကားကိုနှစ်မျိုးပဲပြောတဲ့အခုတစ်မျိုးတော်ကြာတစ်မျိုးလို့တော့မှသတ်မှတ်ရမယ့်ပုံစံပြပါကိုပြိုကတော့ပြန်လျှော်သွားခဲ့ပေမဲ့တန်းစင်အဖေကတော့ဒီကိစ္စအပေါ်မှာလုံးဝမလျှော်ခဲ့ပါဘူးကိုပြိုရဲ့လုံးရဲ့အပေါ်တန်းစင်ရဲ့အဖေကတော်တော်လေးကိုဒေါသပေါက်ကွဲနေပုံရပါရင်ဒါကြောင့်အခုဆိုရင်တန်းစင်ရဲ့အဖေကကိုပြိုရဲ့ကိုအဖွဲချုပ်ရဲ့ရှေ့မှာထိတ်တန့်ရင်ဆိုင်ဖြေရှင်းသွားဖို့စင်ခေါ်ပြောကြားလာခဲ့ပြီဖြစ်ပါတယ်တန်းစင်ရဲ့အဖေကသူ့ရဲ့လူမှုကွန်ရက်အကောင့်ကနေတဆင့်ကိုပြိုရဲ့ဘွားရီစောက်တရမရဖြစ်နေတဲ့ဒီအချိန်မျိုးမှာမင်းမူဝီပြောတာပါဆိုပြီးပြောချင်တိုင်းပြောပြီးလာတောင်းပန်နေ ငါတို့ခွင့်လွှတ်ပါတယ်ဒါပေမဲ့တောင်းပန်ပြီးပြောချင်ရပြောနေတာတော့အဆင်မပြေတော့ဘူးငါတို့ဘက်ကသစ္စာမပြတ်ချင်ဘူးပါရင်၃ပါဆံပဲယူပေးတယ်ဟုတ်လားဒေကန်ကြီးအောင်ဆင်းရုံပို့ပေးတယ်ဟုတ်လားတန်းစင်ဆင်းရုံတက်နေရလို့ဝမ်းကပေးတယ်မွေးကိုမင်းက15ရာခိုင်နှုန်းဖျက်သေးတာမင်းကမင်းအသေးဆုံးပါလို့တန်းစင်ရဲ့အဖေကကိုဖြိုးရဲ့လုပ်ရက်တွေကိုပြောကြားထားခဲ့တာဖြစ်ပါတယ်ဒါအပြင်အဆင်ပြေလို့အားရတဲ့နေ့ကျရင်ဒီကိစ္စတွေကိုအဖွဲချုပ်ကလူကြီးတွေရှိမှရအောင်ဖြေရှင်းသွားမယ်လို့လည်းတန်းစင်ရဲ့အဖေကကိုဖြိုးရဲ့ကိုတတိပေးထားခဲ့ပါသေးတယ်ဟုတ်ကဲ့ပါမျိုးဗီဒီယိုလေးကဒီလောက်ပါပဲ နောက်နေ့မှာလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ